ူရပိုင်းကြကျွန်တော်ရင်ထဲမှာဆုတ်ဆုတ်နစ်နေတက်လာတယ်အဲဆရာကြီးအဲမျောလင့်ထားတဲ့အတိုင်းအကောင်းဆုံးဖြစ်အောင်ပုံဖော်ပါမယ်လို့ကျွန်တော်ဆရာကြီးကိုဂရုပေးထားပါတယ်အဲဒီဂရုအဲအတွက်လည်းကျွန်တော်ပို့ပြီးတော့အဲစူးစမ်းဖြစ်ပါတယ်ဒီပစိုးဝင်လာနေတင်တာပဲဘာမတင်ကြရှိလို့လဲဟိုနေရဟိုပစိုးဆိုတော့ဒီနေရဒီပစိုးဒါပေမဲ့ဆရာကြီးကိုယ်တိုင်ကကြည့်ပြီးတော့ဒီကားကိုဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အချိန်မှာ ါဒါသူငယ်ငယ်တော့ပုံစံအတိုင်းသူငယ်ဘဝကိုပြန်ရောက်သွားသလိုပဲအဲပြအဲ့ဒါကြီးကိုအကုန်လုံးကိုပြန်အမှတ်ရစေပြန်ခံစားစေရယ်ဆိုပြီးပြောတယ်ဒီเจ้าမှာဘာပြစင်းမှမရှိလို့ဆရာလည်းဘာမှလက်ခံစရာမလိုဘူးလို့ပြောတာပါဆရာရဲ့ပြောကိုင်းမြက်ကိုလည်းဒါသူငယ်ငယ်တော့ပုံစံပေါ့နော်အဲသူရဲ့စိတ်နေစိတ်ထားသူပုံစံသူ character တွေအကုန်လုံးမြင်နေရတဲ့ဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်မလို့အဲတကယ်ကိုဆရာကြီးညာဖြစ်ခဲ့ပါလေ။မင်းရဲ့မောင်ဝေယူနေတယ်လို့ထင်နေပါ။ကျွန်တော်ကထွေးထွေးရလဲ ဒီပြောမယ်ဆိုအရန်လဲကောင်းပါတယ်သူအဲ့ပြောသလိုပဲဝိတုလည်းမပါတဲ့ဇက်ကောင်တစ်ခုကိုတန်ရောစင်တပြင်းလေးထပ်ပြီးတော့ထည့်လိုက်တာပေါ့နော်ဆရာငိမ့်ညာနဲ့အတူလေးဘာလို့မဆိုင်နိုင်ဒါမေးနေရတယ်သူပြပြပေါ့မင်းလည်းမဆိုင်လို့လေကျောင်းဆရာအလုပ်ကိုဖတ်တော့တော့အကောင်းဆုံးကြိုးစားပြီးသွားပြီအဲစုရတယ်မရဘူးဆိုတော့ကျွန်တော်ရဲ့အဲဟိုကန်နဲ့လည်းဆိုင်ပါတယ် ကားကိုကျွန်တော်ဆရာကြီးကိုလည်းရုံမတင်ခင်တည်းကတီးသက်ဆရာကြီးကိုတလေးတစားနဲ့ကျွန်တော်ဖိတ်ပြီးတော့အဲရုံမှာပြပြီးပါပြီဆရာကြီးလည်းဒီကားကိုကြည့်ပြီးတော့သူအရန်အဲသဘောကျတယ်ဆိုရင်သူ့ဆရာ honest review ကိုလည်းရပါတယ်ဆရာကြီးဒီအောင်ကြည့်ပြီး PD ဖြစ်ရတယ်ပေါ့နော်ဆရာကြီးကြည့်ပြီးတဲ့အချိန်မှာအဲဒီကားကိုအရန်သူဟိုကျေနဲ့အားရမှုရှိတယ်ဆိုတော့အဲအဲ့လို honest review တခုကျွန်တော်ပေးပါတယ်သူလည်းတကယ်ကိုကျေနဲ့တယ်လို့ကျွန်တော်ဟိုလိုက်လိုက်လဲလဲအဲပြောတာကိုခံစားရပါတယ်ဒီချင်းမေ နှိမ့်သက်ပါတယ်လေးစားပါတယ်ငိုကြပါတယ်အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်အနေနဲ့အဲပျော်လဲပျော်တယ်ဝမ်းလဲဝမ်းသာပါတယ်မရိုက်ခင်တည်းကလည်းဆရာကြီးကိုကျွန်တော်ခရီးပေးခဲ့တယ်ကျွန်တော်အကောင်းဆုံးစ조사ပြီးတော့ဆရာကြီးရဲ့ဝိထုကိုအကောင်းဆုံးဖြစ်အောင်ဆရာကြီးအာမျောလင့်ထားတဲ့အတိုင်းအကောင်းဆုံးဖြစ်အောင်ပုံဖော်ပါမယ်လို့ကျွန်တော်ဆရာကြီးကိုဂရုပေးထားပါတယ်။အဲဒီဂရုအအတွက်လည်းကျွန်တော်ပို့ပြီးတော့အဲစ조사ဖြစ်ပါတယ်။ကိုချစ်နေတဲ့မိန်းကလေးတယောက်ကိုဘာမှမစ조사ဘဲဒီတိုင်းလေးပထိုင်ကြည့်နေရမှာလား။ အဲ့လိုတော့မညီကြပါဘူးဆရာကြီးကိုကျွန်တော်တို့ဒီဝိထုကိုကျွန်တော်ဝိထုကတော့အရင်တော့ဖတ်ဘူးလေဒီကောင်းကိုအဟိုးရင်နဲ့ဖတ်ဘူးอ่ะဗောနော်ဒီကောင်းကိုရိုက်မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဒီဝိထုကိုပြန်ပြီးတော့ဖတ်တယ်အပြန်စဉ်းစားတယ်ပြန်တွေးတယ်ပြီးတော့ဇန်ညုံးအဖြစ်ကိုတောင်းမောင်းနဲ့ပေါင်းပြီးတော့ပြန်ပြီးတော့တိဆောက်တယ်အဲဇန်ညုံးကိစ္စတွေဗောနော်ဇန်ညုံး process တွေပြီးသွားတဲ့အချိန်မှာဆရာကြီးကိုဒီဇန်ညုံးပေးပြီးတော့ဗောနော်ဆရာကြီးကိုအရင်ကြားခဲ့ပါတယ်ဆရာကြီးကျင်တတ်တယ်ဆိုတော့မှရိုက်ရိုက်တာပါဟုတ်ပြည့်တတ်ပါတယ်လေးစားပါတယ်ဝေချပါတယ် ကျွန်တော်သားသမီးရွယ်တွေဖြစ်ပေမဲ့လို့သူတို့ရဲ့ဒီပညာပန်ဒီမှုကိုကျွန်တော်လေးစားတယ်အာဒီတကယ်ကိုဆရာငင်းငန်းဖြစ်ပါတယ်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူးဟုတ်ကဲ့ကိုပြောတယ်အဲဆရာငယ်တော့လည်းတူလိုက်တာကွာဆိုပြီးတော့ပြောတဲ့အားမျိုးပေါ့နော် ဒါမဲ့ဆရာကြီးကိုယ်တိုင်ကကြည့်ပြီးတော့ဒီကားကိုဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အချိန်မှာအာဒါသူငယ်ငယ်တော့ပုံစံအတိုင်းသူငယ်ဘဝကိုပြန်ရောက်သွားသလိုပဲအဲပြအဲ့လိုအကုန်လုံးကိုပြန်အမှတ်ရစေပြန်ခံစားစေဆိုပြီးပြောတယ်အပြုတ်ကွင်းမြက်ကိုလည်းဒါသူငယ်ငယ်တော့ပုံစံပေါ့နော်အဲသူ့ရဲ့စိတ်နေစိတ်ထားသူ့ပုံစံသူ့ character တွေအကုန်လုံးမြင်နေရတယ်ဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်မလို့အဲတကယ်ကိုဆရာကြီးညာဖြစ်ခဲ့ပါတယ်မင်းသားကိုမြင့်မြတ်ကျွန်တော်တို့ ညီကလေးလို့လည်းချက်ပါတယ်တားတယောက်လို့လည်းချက်ပါတယ်အာအဓိကကတော့ကျွန်တော်ကျုပ်ဆောင်တယောက်အနေနဲ့ဆိုရင်လာကြတော့အဲ့ဒါပေါ့နော်အာဆရာကြီးရဲ့ documentary စတဲ့လို့ရိုက်တယ်ရိုက်တော့ဟိုအတန်းနိုင်ဆုံးတော့အသေးစိတ်ပေါ့နော်ကျွန်တော်တို့ကြိုပြီးတော့ပြင်ဆင်တယ်ပြီးတော့မှအကောင်းဆုံးပြောင်းရိုက်တယ်ဒါပေမဲ့ရိုက်ပြီးတော့ဆရာကြီးကိုကြောက်ကြတဲ့အချိန်မှာအဲဆိုရင်စီလေးကိုဝင်တာပေါ့နော်ဟုတ်လို့ ဆရာကြီးမှခြေနဲ့ပါမလားဘာပြောမလဲအဲလိုအရန်ကိုစိုးရိမ်နေပါတယ်ဆရာကြီးစီကလည်းကျွန်တော်ကချီးမွမ်းတဲ့စကားတွေဟိုဝမ်းသာတဲ့စကားတွေကြားရတယ်အဲကြမှာကျွန်တော်ရှင်နေအလုံးကြီးကြားပါတယ်ပြန်ဟုတ်အတော်မေးလာပေါ့ဒါအတော်မေးကြည့်တော့ဆရာကြီးကလည်းသူအရန်သဘောကျပါတယ်အဲလိုဒါကျွန်တော်တို့လည်းချီးကျူးလို့ပြော အဲကြမှာပဲကျွန်တော်ပြောလို့ပေါ့ယနေ့ကလုံးဝကြာသွားတယ်ဆရာကြီးနေလားသူလေးစားမိပါတယ်ချစ်ခင်နေသဘောချတယ်ကျင့်နေတယ်အဲဒီကစရိုက်တော့မယ်ဆိုတော့ဒါအဓိကတော့ကိုထပ်ပါပဲဒီကတော့ဒီ production team တစ်ခုလုံးကဒီစကြာကိုအချိန်ယူပြီးပြင်ဆင်နေလိုကေးရှင်းအစားပေါ့နော်နောက်ပြီးတော့သူတို့ရုပ်ဆောင်ပြောင်းချင်းဒီတိုင်းအောင်လေ ဥမာလိုအပ်တဲ့ပြင်ဆင်မှုတွေဝယ်စားအစားပေါ့နော်ဒီစိတ်အချို့ပြင်ဆင်ပြီးလိုသွင်းဆောင်နေနေဆိုလို့ရှိရင်တော့မျိုးကဒီဆိုင်ရဲ့ဇက်ကိုရိုက်တော့မယ်ဆိုတော့ဆိုင်ရဲ့ဝတ္ထုတွေလည်းဖတ်တယ်စာပေဟိုတို့ဝယ်ရလေဟောတော့ရတယ်တို့နားထောင်တယ်ဒါကြောင့်ဆိုင်ရဲ့အဲ့မူဒီတော့အဲ့ခံစားချက်တွေတော်တော်ရအောင်အဲ့လိုပဲဝေးကြရချောတယ်ဆိုတာတဲ့သူကရှက်တတ်တယ်အဲ့ဒါလေးကပိုလှဆက်တတ်ရင်မင်းကလေးနှုတ်သွားတယ်ညက်သွားတယ် လှတိုင်းယူဆက်တက်တဲ့မင်းကလေးကပို့ပြီးတော့နူးညက်သွားတယ်ဟုတ်အဲ Twitter ဆိုတဲ့ character ကဆရာကြီးလည်းပြောသွားပါတယ်ဟိုဟာဒီသူ့ဝိထုထဲမှာတော့မပါတဲ့ character အခုပေါ့နော်ဒါပေမဲ့ကျွန်တော်ကရုပ်ရှင်ဆန်အောင် ရုပ်ရှင်သဘောတရားနဲ့ဒီ character လို့ထည့်ပြီးတော့ဖန်တီးထားတယ်ဒီအချစ်ဇက်လန်းလေးပေါ့နော်ဗာဒီကောင်မလေးရဲ့အချစ်နဲ့ဆရာကြီးရဲ့အချစ်ဇက်လန်းလေးကိုထည့်ပြီးတော့ဖန်တီးထားတယ်ဇက်ကိုလည်းဆရာကြီးရဲ့ဇက်ဆိုတာဝိထုပေါ့နော်ဝိထုရဲ့ပင်မကြော်ရုပ်ကိုလည်းမထိခိုက်အောင် ပြီးတော့ကြီးရဲ့ရုပ်ရှင်ကြီးရဲ့ပရိသတ်တွေအတွက်လည်းအထက်သာရာရှိအောင်ပေါ့အဲယက်တာလေးပါအောင်ထွေထွေဆိုတဲ့ character လေးကိုဒီကမှပြရတော့သူကထွေထွေကလည်းဒီပြောမယ်ဆိုအရန်လည်းကောင်းပါလေသူကိုနိုင်ကလည်းတကယ်ကိုဟိုကျွန်တော်မြင်ထားတဲ့ထွေထွေဖြစ်တယ်ပေါ့နော်အဲအရန်ကောင်းတယ်အဲ့နေရာလေးမှာအရန်ပြီးပြင်တယ်အဲဆိုတော့ဟိုဒါတော့ဆရာကြီးပြောသလိုပဲဝိတုကပါပါတဲ့ဇက်ကောင်တစ်ခုကိုတန်ရောစင်တပြင်းလေးထပ်ပြီးတော့ထည့်လိုက်တာပေါ့နော်ဆရာငိမ့်ညံတဲ့ ့ဒီရွာမှာရှိတဲ့ရွာလူရွာတိုင်းနဲ့ဖြစ်တဲ့တိုင်ဩစဉ်အပြင်ကိုအဲ့ပြင်မှာမှနောက်ထပ်အချစ်ဆိုတဲ့တိုင်ဩစဉ်လေးတမြင်ပေါ့သူတွေနဲ့ဆရာငိမ့်ညာနဲ့အချစ်ဆိုတဲ့တိုင်ဩစဉ်လေးတမြင်ကိုထပ်ထည့်လိုက်တဲ့ပုံစံနဲ့ပရိသတ်တွေကြည့်ရပို့ပြီးတော့ရတမြောက်အောင်ပေါ့နော်အဲ့အဲ့အတွက်ကြောင့်ထည့်လိုက်တာပါကျွန်တော်တို့ဒီကားရဲ့ driver ဖန်တီးတဲ့လူဆိုတော့ အကုန်လုံးရစီနေတာပေါ့နော်သိနိုင်ဥမာဇက်ကားဆိုရရပြီးတော့စပြီးတော့အကုန်လုံးတရုပ်ဆောင်နေရောပါဝင်တဲ့အဲအဲမင်းသားမင်းသမီး supporting and ရစကိုရုပ်ရှင်ကားဆိုတော့တော့ဒါတော့အဲလူဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုကားကိုဆိုရစီနေတာပေါ့ဒါမဲ့အဲကျွန်တော်အကောင်းဆုံးကြိုးစားပြီးသွားပြီအဲစုရတယ်မရဘူးဆိုတော့ကျွန်တော်ရဲ့အဲဟို plan နဲ့လည်းဆိုင်ပါတယ်ကိုတက်ပြောသလိုပါပဲကျွန်တော်တို့ကတော့ဒါအတန်းတန်ဆုံးအစွမ်းကုန်ပေါ့နော် ဖြစ်ချင်တဲ့ဖန်တီးချင်တဲ့ရောက်ကိုတော့အကောင်းဆုံးပြောင်းဖန်တီးရဲအကယ်ဒမီရတာမရတာတော့ကံပါပဲခင်ဗျာဒါဒီကဒါမဲ့ဒီဇင်ဘာ12ရက်နေ့ဆိုရင်ဒါရုံတင်ပြသပါပြီဒီတကြီးအကျိုးနာမည်ခါရခပါအဲ့တော့ဒါရောက်အားပေးပါလို့ပြောချင်ပါတယ်ကယ်ဒမီစုတယ်လဲဒီဇင်ကားနေအများကြီးရနိုင်ပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်ဗျာ